ရုရှားအနေနဲ့စစ်ပွဲကိုမရပဲဆက်တိုက်နိုင်မယ်ဆိုရင်တော့အမေရိကန်ကယူကရိန်းကိုတူမဟော့ဒုံးကျည်တွေပေးရလိမ့်မယ်လို့ပြောလာပါတယ်။ရုရှားသမ္မတပူတင်ဟာယူကရိန်းစစ်ပွဲအဆုံးမတက်ဘူးဆိုရင်ယူကရိန်းဆိုရသုံးနိုင်တဲ့တာဝီပစ်တူမဟော့ဒုံးကျည်တွေကိုပေးနိုင်တယ်လို့အမေရိကန်သမ္မတထရန့်ကပြောပါတယ်။ယူကရိန်းသမ္မတဇီလန်စကီတို့ဟာတိုမာဟော့ပါဝင်ဇီလန်စကီရဲ့လက်နက်ဆိုင်ရာတောင်းဆိုချက်ကိုဆွေးနွေးခဲ့တဲ့အကြောင်းထရန့်ကသတင်းတောက်တွေကိုပြောပါရယ်။အစ်ဇွေးစီသွားတဲ့လေရင်ပေါ်မှာပြောတာပါ။ ယူကရိန်းကတောမဟုတ်ရခြင်းလဲဒါကခြေလန်းတရပါတကယ်လို့စစ်ပွဲကမပြေလည်ရင်ကျွန်တော်တို့ကောင်းကောင်းလုပ်နိုင်မှာပါလို့ခံကပ်ပြပါတယ်ယူကရိန်းဆိုရလေကြောင်းရဲ့ကာကွယ်ရေးစွမ်းရည်နဲ့တာဝေးပြည့်တက်ခတ်မှုစွမ်းရည်တွေအားကောင်းစေဖို့နှစ်ရက်အတွင်းဒုတိယအကြိမ်ဖြင့်အော်တိုဘာ၁၂ရက်နေ့ကစလန်စကီယာထရန့်ကိုတယ်လီဖုန်းနဲ့တောင်းဆိုခဲ့တာဖြစ်ပါတယ်ယူကရိန်းကိုတောမဟုတ်ရထောက်ပံ့ပေးနိုင်ခြင်းပေါ်နက်နက်ရှန်ရှန်စွန့်ရမိတယ်လို့ရုရှားကအော်တိုဘာ၁၂မှာပြောခဲ့ပြီး စ်ပွဲဟာဘက်ပေါင်းဆောင်ပြင်းထန်တဲ့အခိုက်အတန့်စီရောက်သွားပြီလို့သတိပေးပါတယ်တူမဟောနဲ့ပတ်သက်ပြီးရုရှားရဲ့ဆိုးရိမ်မှုတွေဟာရုရှားဆိုးရွားကိုငြင်းချင်းရေးစီတွန်းပို့တဲ့ဖိအားဖြင့်ထိရောက်မှုရှိကြောင်းဇီလန်စကီးကပြောပါလိမ့်တူမဟောထောက်ပံ့ပေးဖို့သဘောမတူပြီးစစ်ပွဲကိုအရှိန်မမြင့်ချင်လို့ယူကရိန်းကဘလို့လုံမလဲဆိုတာသိကျင်တယ်လို့ထရန်ကအခုသတင်းပတ်အစောပိုင်းမှာပြောနေပါလိမ့်လောလောဆယ်မှာတော့ရုရှားနဲ့ယူကရိန်းဟာအပြန်အလှန်တိုက်နေတော့မှဖြစ်ပါလိမ့်ရုရှားကယူကရိန်းရဲ့ စစ်ပဆိုင်အဆောက်အုံတွေကိုပြင်းထန်တိုက်ခတ်ခဲ့ပြီးရုရှားရေနံဂျက်စေယုံကိုယူကရိန်းကအပြန်အလှန်တိုက်ခိုက်ပါတယ်။ရုရှားတပ်တွေကယူကရိန်းစစ်နက်ပစ္စည်းတွေတိုးလောင်းတဲ့နေရာတွေယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့နိုင်ငံခြားကျေးစားစစ်သည်တွေရဲ့ယာယီခြေစိုက်စခန်းတွေကိုတိုက်ခိုက်မှုကြောင့်ရှေ့တန်းစစ်မျက်နှာမျိုးမျိုးမှာလူပေါင်းတထောင်ကျော်နေပါနှစ်ဖက်သေဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ရုရှားတပ်တွေကယူကရိန်းတင်ကားတွေတန်ကြပ်ကရင်နဲ့အမြောက်တွေမော်တော်ယာဉ်နဲ့တခြားပစ်မှတ်တွေကိုဖျက်ဆီးခဲ့ပြီးရုရှားလေကြောင်းကာကွယ်စနစ်ကလွန်ခဲ့တဲ့24နာရီတွင်ယူကရိန်းရဲ့မောင်းနှင်လေရင်65စင်ပစ်ချခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်ယူကရိန်းတပ်တွေအများသကောင်ကစာပြီးရုရှားတပ်တွေနဲ့တိုက်ပွဲပေါင်း100ကျော်ဖြစ်ခဲ့ကြောင်းရုရှားတပ်တွေကပေါ်ခရော့ဒေတာပေါ်ပြင်းထန်ဆုံးဖိအားပေးနေတယ်လို့ယူကရိန်းစစ်ဝန်ကြီးချုပ်ကပြောပါတယ်။ဥပါဒေတာကရုရှားယူနိုက်တက်စင်ကိုလည်း မောင်းသူမဲ့လေအနေနဲ့တက်ခတ်ခဲ့တယ်လို့ယူကရိန်းလူကြုံရင်ဌာနကပြောပါတယ်ဒီစစ်မျက်နှာကလည်းကီလိုမီတာ1400กว่าမှာရှိတဲ့ဥပါရေနယ်ချက်စုံဟာရုရှားရဲ့အကြီးဆုံးရေနယ်သန့်စင်လုပ်ငန်းဘူဌာနဖြစ်တယ်လို့သိရပါတယ်ယူကရိန်းနဲ့မနာဇီလန်စနီကတော့လေကြောင်းရံကာကွယ်ရေးလက်နက်တွေပို့ပေးဖို့တင်းကွနေနေကမဟာမိတ်တွေကိုပြောလိုက်ပြီးယူကရိန်းစစ်ပွဲပေါ်အာယုံစူးစိုက်မှုရုံနဲ့တွားတာကိုခွင့်ကောင်းယူပြီးရုရှားဟာယူကရိန်းကိုလေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်နေတယ်လို့ဆိုပါတယ် ရုရှားရဲ့ယူကရိန်းပေါ်ဆင်နွှဲတဲ့စစ်ပွဲဟာ၃နှစ်ခွဲနီးပါးကြာမြင့်ပြီဖြစ်ပါတယ်။ဒီစစ်ပွဲဆုံးသတ်ဖို့တနမန်ရေးကြိုးပမ်းမှုဟာမကြာခင်လများအတွင်းရပ်တန့်ခဲ့ပါတယ်။ဒီတော်ရုရှားဟာယူကရိန်းရဲ့စွန့်ရပိုးလို့ရစနစ်ကိုလေကြောင်းမှတိုက်ခိုက်မှုတွေတကြောပြန်လုပ်လာပါတယ်။လူသိမ်းပေါင်းများစွာလေးစစ်တအပြစ်တော်မှုနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ယူကရိန်းကိုဒုံးကြီးတွေပုံမှုပေးဖို့တိုင်းပြည်ရဲ့တာဝန်ပြစ်ခတ်နိုင်စွာကိုခိုင်မာအောက်ကောင်လုပ်ဖို့နိုင်ငံသမားထရန်ပြင်းသမမခရွန်တို့ကိုတီးကြစီဖုန်းခေါ်ဆိုပြီးဇီလန်စကီကပန်းကြားပါတယ်။ နိုင်ငံတိုင်းမှာပြည်တွင်းပြဿနာရှိကြတဲ့ရှေ့လယ်ပိုင်းအရေးမှာဒီကအယုံဆိုင်နေတာကိုအခုလက်တလောမှာရုရှားကအခွင့်ကောင်းယူတယ်လို့သူကပြည်သူတံတားကိုပြောပါတယ်ခါဟာရုရှားတံတားပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ဘာငင်းချင်းရဲ့သဘောတူညီချက်မှမရခဲ့ပါဘူးနှစ်ရက်အတွင်းထရန့်ရဲ့ဒုတိယကြိမ်ဖုံးခေါ်ဆုံမှုမှာယူကရိန်းရဲ့ကာကွယ်ရေးစွမ်းကြီးကိုခိုင်မာအားကောင်းအောင်နှစ်နိုင်ငံလုံးဖို့ဇီလန်စကီးကပြောပါတယ် နှစ်ဖက်အဖွဲ့တွေကျွန်တော်တို့ရဲ့စစ်တပ်ကဆွေးနွေးခဲ့တဲ့မြောက်ကိုကိုင်တွယ်ဆောင်ရွက်ဖို့တမနာထန့်နဲ့ကျွန်တော်တို့သဘောတူခဲ့တယ်လို့ဆိုပါတယ်။မကြာသေးခင်ရဲတပ်များစွာနဲ့ဇီလန်စကီးကတာဝဲပြစ်တိုမဟော့ခရုဒုံးကြီးတွေထောက်ပံ့ဖို့ဝါရှင်တန်ကိုပြောပါတယ်။အဲ့ဒီမြေတားရက်ခံကြေကိုတော့စဉ်းစားနေပါတယ်လို့အင်ဖြူတော်ကဆိုပါတယ်။ရုရှားကတော့တိုမဟော့တွေမပေးဖို့တတိပေးနေပါတယ်။တိုမဟော့တွေပေးရင်ရုရှားနဲ့အမေရိကန်ရဲ့ဆက်ဆံရေးဟာပြတ်သွားပြီလို့ဆိုပါတယ်။ စဉ်းစားကြည့်ပါတာဝန်ပြည်တုံးကြီးတွေမြေပြင်ကပြန်တက်ပြီးရုရှားနိုင်ငံစီပြန်တန်းလာပြီဆိုတာနဲ့ဒါဟာနျူကလ িয়ার ထိပ်ဖို့တက်ဆင်ထားနိုင်တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဒါရုရှားနိုင်ငံကစဉ်းစားပုံမှာလို့ဒီမီထရီပက်စကော့ကတော့သတင်းတော့တွေကိုပြောပါလိမ့်။မက်ခရွန်နဲ့ဖုံးဆက်သွေးရမော်ဇလန်စကီးကမော်စကိုတိုက်ခိုက်မှုဟာပိုပြီးရုံမာလာတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေကဖြစ်နေပြီးသမတ်ထရန့်ကတော့အရှိလဲပိုင်းရေးကိုအဓိကအယုံဆိုင်နေတဲ့အတွက်ယူကရိန်းရေးကို တိုက်အယုံဆိုင်တဲ့ပုံမျိုးအကြောင်းဇလန်စကီးကပြောပါလိမ့်။ နောက်တင်ဖို့ပြောချင်ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်တပ်ဖွဲ့တွေတိုက်ပွဲတွေပြန်ဖြစ်နေပြီးအာဖဂန်တပ်ဖွဲ့ကပါကစ္စတန်စစ်သည်58ဦးကိုတပ်ဖြတ်ပြစ်တယ်ဆိုပါတယ်။အာဖဂန်စစ်တပ်ကသူတို့ရဲ့နေမျိုးလေပိုင်နက်ကိုထက်တလဲလဲချိုးဖောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဒေသစစ်ဆင်ရေးတွေမှာပါကစ္စတန်စစ်သည်58ဦးတုံ့ပြန်ရှင်းလင်းနိုင်ခဲ့ကြောင်းပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးပါကစ္စတန်ကတော့အတီးပြူးခြင်းမရှိပါဘူးခုတနင်္ဘတ်စောပိုင်းကပါကစ္စတန်ဟာကဘူးနဲ့နိုင်ငံရှိပိုင်းရှိဈေးတစည်းဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့အာဖဂန်အာဏာပိုင်တွေကဆွဆွဲပြောပါတယ် ပါကစ္စတန်ကဒီတိုက်ခိုက်မှုတွေတာဝန်ခံခြင်းမရှိပါဘူး။အာဖဂန်တပ်တွေဟာပါကစ္စတန်စစ်ကန်25ကိုသိမ်းပိုက်ခဲ့ပြီးပါကစ္စတန်စစ်သည်58ကိုတုံ့တင်ရှင်လက30ရာအကြောင်းတာလီဘန်ဆိုရပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။တရားဝင်နယ်စပ်တွေအားလုံးနဲ့အာဖဂန်ရဲ့ပိုင်နယ်ထဲကအခြေအနေကိုထိန်းချုပ်နိုင်သွားပါပြီ။တရားမဝင်လှုပ်ရှားမှုတွေကိုအကျေတွန်းဟန်တားနိုင်ခဲ့ပါပြီလို့ဆိုပါတယ်။အာဖဂန်ဘက်ကထုတ်ပြန်တဲ့သေဆုံးမှုရေတွေနဲ့ပတ်သက်ပြီးပါကစ္စတန်ကချက်ချင်းတည်ပြထားခြင်းမရှိပါဘူး။ ပါကစ္စတန်အာအာဖဂန်နစ္စတန်တွင်းမှာရှိတဲ့နေရာအများအပြားစောပိုင်းကတိုက်ခတ်မှုလုပ်ခဲ့ပြီးစစ်သွေးကြွတွေပုံအောင်တဲ့နေရာတွေကိုပိတ်မှတ်ထားခဲ့ပါလေ။တာလီဘန်ဆွေရဲကာကွယ်ဝင်ကြီးဌာနကမိမိတို့တပ်တွေဟာ၂၁ရက်လက်တုပ်မြန်တိုက်ခိုက်တဲ့စစ်စင်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။အာဖဂန်နစ္စတန်ရဲ့နယ်မြေပေါင်းစည်းမှုကိုတစ်ဖက်ကချိုးဖောက်ခဲ့ရင်ကျွန်တော်တို့ရဲ့စစ်တပ်ကနိုင်ငံ내ဆက်ကိုကာကွယ်ဖို့ပြေဝပြင်ဆင်ပြီးတုံ့ပြန်မှုတွေလုပ်သွားမှာပါလို့ပြောပါတယ်။နောက်သင်ဖို့ပြောချင်ပါတယ်။ အသက်ရှင်လျက်ရှိတဲ့အစ္စရေးတစားကန်အယောက်20အားဂါဇာရှိဟာမတ်စ်ဖွဲ့ကလွတ်ပေးတော့မှာဖြစ်လို့နှစ်နှစ်ကြာကြာပြောက်ကွက်ခဲ့တဲ့အဲ့ဒီတစားကန်တွေလက်ခံဖို့အစ္စရေးကာကွယ်ရေးနဲ့စေပတ်ဆိုင်အာဏာပိုင်တွေကပြင်ဆင်နေပါတယ်။ဒေသစံတော်ချုပ်နေလက်ပိုင်းမှာဟာမတ်စ်တို့ကတစားကန်တွေကိုနောက်ဆုံးထားလွတ်ပေးရမှာဖြစ်ပါတယ်။ဘရဂန်သမားထရန့်ကလည်း၎င်းရဲ့အရှေ့လက်ပိုင်းခီးစဉ်တွေအဲ့ဒီတစားကန်ချုံရဲ့တွဲဆုံပွဲရှိနေပါတယ်။ဒီဇိုင်းချက်ချင်းဒီကွန်ပဏီ ICRC ကတစားကန်တွေအားဟာမတ်စ်တို့ထံမှခေါ်ယူတာ အစ္စရေးကစားနယ်စပ်ကိုပို့ဖို့တောင်းယူထားတဲ့အစ္စရေးကောက်ဝေးတပ်ဖွဲ့ IDF ထံလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။အစ္စရေးကဒဇာငယ်အလုံးချက်ချင်းလက်ခံဖို့အသိပြင်ဆင်ထားပြီးဖြစ်ပါတယ်လို့အစ္စရေးဝန်ကြီးချုပ်ဗဂျီမင်နီတာညာဟုကပြောပါတယ်။ဒါပေမဲ့တေဆုံးသွားတဲ့ဒဇာငယ်28ဦးရောအလောင်းလေးလွှဲပြောင်းပေးရဖို့ပုံမူကြမြင့်နိုင်ပါတယ်။ဂါဇာမှာအခုလိုပြစ်ခတ်ရဆက်ပြီးတော့အစ္စရေးတို့ကလည်းပါလက်စတိုင်းလူမျိုး2000နီးပါးလွှတ်ပေးရမှာပါ။အဲ့ဒီပါလက်စတိုင်းကျင်းသားတွေမှာထောင်တစ်သက်ပြည်တန်ကြခံရသူ2250 ဂါဇာစစ်ပွဲစတင်ချိန်ကစပြီးဖမ်းဆီးခံရသူ1900ပါပါတယ်။အစ္စရေးကဝန်ကြီးအစ္စရေးကကငြိမ်းချမ်းသဘောတူညီချက်ပထမဆင့်စတဲ့တပ်ဝင်တွေမှာဟာမတ်ကိုဆက်တိုက်မယ်လို့ပြောပါတယ်။အစ္စရေးဟာမတ်ပြစ်ခတ်ရဲ့စစ်ရေးစတင်ငွေကြေးမှာစပြီးဂါဇာမှာတည်ဆုံမှုရေအတွက်300ကျော်သွားပြီဖြစ်ပါတယ်။ရှာဖွေရေးဖွဲ့တွေကဖြည့်ဆည်းခံရတဲ့အဆောင်ပြက်စီးတွေအောက်မှာနှုံးနဲ့နေရုံလုံးနဲ့ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့300ကာလာတွင်ဂါဇာစစ်ရုံးတွေကလူ300ကျော်တေဆုံးကြောင်းအစီရင်ခံပါတယ်။ အဲ့ဒီ295ဦးကိုအပြည့်စည်တွေအောက်ကဆဲယူရှိပါတယ်ကုလခမကျက်ရစစ်ပွဲစတင်ခြင်းကစပြီးအစ်စိုးရတိုက်ခိုက်မှုကြောင့်အင်ဂျင်ပေါင်း၄သိန်း၃ဆောင်းကျော်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ဂါဇာမြို့ပြကာကွယ်ရေးဘက်ပြောဆိုဝင်ရှိသူကပါလက်စတိုင်းမြို့တောင်းကဟာဂါဇာမှာရှိတဲ့ပျက်စီးတွေအောက်မှာခုကျင်ပြီးပိတ်မိနေစေဖြစ်တယ်လို့ယုံကြည်ရပါတယ်နောက်သတင်းပုတ်ပြောချင်ပါတယ်နောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ဟာ စေပြခန္ဓာကိုကြည်ကြက်ခဲ့ပြီးပြပကောင်းဆောင်တွေတယောက်ခဲ့တဲ့အဲ့ဒီစေပြခန္ဓာမှာနောက်ဆုံးတော့တိုင်ချင်းပြပယ်ထင်းတော့ညီ ICBM တစ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။နောက်ကိုရီးယားရဲ့အာဏာရလုံသမားပါတီဂျူတောင်နဲ့နှစ်ပေါင်း80ပြည့်ထိမ်းမှတ်ဖြစ်အော်တိုဘာ10နေ့ကအောင်ပွဲကန်ခန္ဓာတွေပြုလုပ်ပြီးနောက်အော်တိုဘာ7မှာစေပြခန္ဓာဇတိုက်ပြုလုပ်ခဲ့ပါတယ်။ဒီစေပြခန္ဓာမှာတရုတ်ဝန်ကြီးချုပ်လီချန်းရရှားသမ္မတဟောင်းမဘီဒက်နဲ့ဗီယက်နမ်ကွန်မြူနတီပါတီဂျီကက်တိုလန်တို့ပါပါတယ်။ဒီစေပြခန္ဓာမှာမြောက်ကိုရီးယားရဲ့အင်အားပြင်းဆုံး မဟာဗျူဟာမြောက်နျူကလ িয়ার လက်လက်ဆင်းလို့ကြီးညာထားတဲ့ဟွာဆောင်20တိုက်ချင်းပြပယ်ထင်းတို့ညီပါဝင်မြောက်ကိုရီးယားခင်မီဆုံလက်နဲ့ချိုးပြသခဲ့ပါတယ်။ဟွာဆောင်မြောက်ဥစား ICBM ဒုံးနဲ့ဟာအမေရိကန်ရဲ့ဘယ်ကုန်းမြေကိုမဆိုပြစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒီဒုံးကြီးတွေရဲ့ပြစ်မှတ်ကိုရောင်းနိုင်မဲ့ပယ်ထင်းဤပညာပေါ်တော့မိကုန်းတွေထုတ်နေရပါတယ်။ဟွာဆောင်တို့နေရာလက်ရှိချိန်မှာမြောက်ကိုရီးယားတာဝေပြစ်နျူကလ িয়ার ထိပ်ဘူးတက်ဆင်နိုင်တဲ့နောက်ဆုံးတော့လက်နက်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အဲ့ဒီလက်နက်စနစ်ကိုခုနှစ်မကုန်ခင်ဆန်သက်မယ်လို့ညွှန်လင့်ကြအောင် မေဂန်ချေဆိုင်ကျွမ်းကျင်သူတွေကပြောပါတယ်။စေပြခန်းနာမှာပြသခဲ့တဲ့လက်နက်စနစ်တွေအနက်မဟာဗျူဟာမြောက်တာဝေးပြခရစ်တိုကြီးတွေဒရုန်းလွှတ်တင်တဲ့ယာဉ်တွေမြေပြင်ကဝင်ဟင်ပြမြေပြင်ကမြေပြင်ပြဒုံးတွေနဲ့တေကန်ဖောက်ဝဲတက်ခဲ့တဲ့ဒရုန်းတွေလည်းပါပါတယ်။ဒီစေပြခန်းနာမှာကင်ဂျွာကမင်ကွန်းပြောအောင်မှာကိုရီးယားရဲ့နိုင်မခံရှုံးပေးတဲ့စစ်တပ်ဟာခက်ခဲတဲ့ကြော်လာပြီးတောက်ပွားတဲ့နာဂတ်ယူဆောင်လာမဲ့မိတို့ရဲ့အာထုတ်ကြိုးပမ်းမှုကိုခိုင်မာစေဖို့အမြဲတမ်းလှုံ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးသင်းမှုပြောချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့မြို့ငယ်လေးတစ်မြို့မှာမိုးရွာတဲ့နေ့တွေရောက်တိုင်းကလေးတွေနောက်မှာအော်ရန်ဂူတန်လူဝင်ကြီးတကောင်လိုက်လာတာကိုမြင်ရတဲ့မိပါတွေဟာအစာပိုင်းမှာအတော်ကိုထိတ်လန့်ခဲ့ပါတယ်။မိုးတဲ့နေ့အုံဆိုင်ပြီးကောင်းကင်တစ်ခုလုံးမှောင်မဲလာပြီးဆိုတာနဲ့စာသင်ကျောင်းဘတ်စကားမတိုင်နေမှာရှိတဲ့ခြုံပုတ်ထဲကနေအေရာမော့အော်ရန်ဂူတန်လူဝင်ကြီးတကောင်ထွက်လာလေးရှိပါတယ်။သူဟာအနည်းဆုံးဈေးဆိုင်ကိုတနက်မမတ်သွား တွေ့တဲ့ထီကိုယူចောင်းသားတွေအားလုံးအင်ကိုဘေးကင်းပူပြန်လာတဲ့ချိန်ထိလမ်းပေါ်မှာဟိုသွားဒီသွားခောက်တုတ်ခုံပြန်လျှောက်ထီးလိုက်ဆောင်ပေးပါတယ်အစာပိုင်းမှာမိဘတွေကလူဝင်ကြီးကြောင့်အတော့ထိတ်တလန့်ဖြစ်ပါတယ်။ဒါပေမဲ့တရင်ပတ်တော်ကြောင့်စောင့်ကြည့်ပြီးတဲ့နောက်ဒီအေယာမလူဝင်ကြီးဟာဘာအန်ဒီအမမပေးတဲ့ပဲခလေးတွေကိုမိုးမဆိုးစေခြင်းနဲ့ဆန္ဒသာရှိတယ်ဆိုတာသိလာပါတယ်။နောက်ပိုင်းမှာဒီလူဝင်ကြီးဟာစကတ်ဖွဲ့တွေကဖြစ်ပြီး ပြောက်ွက်တွေထဲမှာထီးဆောင်တက်အောင်လိမ့်ကျင့်ပြီးတဲ့တတဝါကြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။စကပ်ဖွဲ့တွေနဲ့ဘေးမဲ့လွတ်လိုက်တဲ့နောက်မှာသူဟာတက်ထားတဲ့စကပ်ပြောက်ွက်ကိုနေစဉ်တာဝန်တရားဖြစ်ပြောင်းလဲလိုက်တာပါ။ဘယ်မှလည်းမသွားဘူးလို့ဆိုပါတယ်။ကလေးတွေကဒီလူဝင်ကြီးကိုတငယ်ချင်းလို့ခေါ်ပါတယ်။မျိုးသူမျိုးသားတွေကတော့ပုံစံဆန်တဲ့တတဝါကြီးလို့နာမည်ပေးနေပါတယ်။ဒါမှတော့ဒီအင်ဒိုနီးရှားနိုင်ငံမှာတကယ်ကို ဖြစ်ခဲ့တဲ့အမှန်တရားပါ။ဖိုက်ဆန်နေစီမှာလည်း မေတ္တာတရားဆိုတာတွေးနိုင်တဲ့ယန္တနာတစ်ပါးလို့တင်စားနေကြတာဖြစ်ပါလေ